အားလုံးပဲမင်္ဂလာပါဒီနေ့မှာကျွန်တော်ကမူစကူဒူရာရဲ့အကောင်းကျိုးတွေကိုပြပြပေးသွားမှာဖြစ်ပါတယ်မူစကူဒူရာအကောင်းကျိုးလည်းရှိတယ်ဆုံးကျိုးလည်းရှိတယ်ဒီနေ့မှာကျွန်တော်ကအကောင်းကျိုးတွေကိုပြပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအချက်ကကြာတော့မူစကူဒူရာကခန္ဓာကိုယ်ရဲ့ခုခံအားစနစ်ကိုတက်ဖို့အတွက်ခုခံအားစနစ်ကိုကောင်းမွန်ဖို့အတွက်အထောက်အကူပြုပါတယ်ဒါကြောင့်မလို့နော်ကိုကပုံမှန်လိန်ဆက်ဆံမယ်ဆိုလို့ရှိရင်ခုခံအားတွေကောင်းမွန်ပြီးတော့ဖြားတာနှာစီးတာချောင်းဆိုးတာဒါတွေကို ကျော်ပါစင်မှာဖြစ်ပါတယ်။နောက်အချက်တစ်ခုအနေနဲ့ကကျတော့ဒီနှလုံးရဲ့ကျမ်းမာရေးကိုကောင်းမွန်စေတာဖြစ်ပါတယ်။အမှုစကူပုံမှန်ဒူးမယ်ဆိုရင်သွေးပေါက်ခြင်းကိုကျစေရလို့လေးလာမှုတွေအရဆိုပါတယ်။ဒီလိုနဲ့နှလုံးယောဂါတွေကိုဖြစ်နိုင်ခြင်းကိုချက်ချပေးတာဖြစ်ပါတယ်။ဒါပြုံမှကိုကဆက်မပြမြောက်သွားတဲ့အခါမှာအိတ်မပြောင်းတဲ့လူတွေအတွက်အိတ်ပြောင်းဖို့လည်းအထောက်ကိုပြုပါတယ်။အမျိုးသားရောအမျိုးသမီးရောဆန္ဒပြမြောက်တာကခန္ဓာကိုယ်မှာအောက်ဆီတိုဆင်ပရိုလက်တင်လို့ခေါ်တဲ့ ဟော်မုန်းတွေကိုထွက်စေပါတယ်။ဒါတွေကအိပ်ပျော်ဖို့အတွက်အထောက်အကူပြုတာဖြစ်ပါတယ်။ဒါအပြင်မှာမိုးစကူဒူးတာကနာကျင်မှုတွေကိုလည်းသက်သာစေပါတယ်။ဒါကြောင့်မလို့ကိုကခေါင်းကိုက်နေတယ်။ဒါဒီလာလို့ကိုက်ခဲနေတယ်။ကြွက်သားတွေနာကျင်နေတယ်ဆိုလို့ရှိရင်မိုးစကူဒူးဖို့အကြံပေးပါရစေ။ဒါကခန္ဓာကိုယ်မှာနာကျင်မှုရော့ပါစေတဲ့ဟော်မုန်းတွေထွက်လာပြီးတော့နာကျင်မှုဝေဒနာတွေကိုသက်သာစေမှာဖြစ်ပါတယ်။နောက်တစ်ချက်ကကြတော့မိုးစကူဒူးတာကကိုယ့်ရဲ့တအိမ်တဝိုက် အမျိုးသားတွေဆိုလို့ရှိရင်လည်းအမျိုးသားအင်္ဂါတဝိုက်မှာသွေးလက်ပတ်မှုကောင်းမွန်စေပြီးတော့ကြွက်သားတွေကိုလည်းတန်မာစေတာဖြစ်ပါတယ်။ဒါအပြင်မှာစိတ်ပိုင်းဆိုင်ရာအနေနဲ့ဆိုလို့ရှိရင်လည်းစိတ်ဖိစီးမှုကိုရောကျစေပါတယ်။ခန္ဓာကိုယ်မှာကော်တီဇောပမာဏကိုရောကျစေပြီးတော့ခန္ဓာကိုယ်မှာရှိတဲ့ကြွက်သားတွေပျော့ပြောင်းတာစိတ်အေးချမ်းတာဒါမျိုးတွေကိုဖြစ်စေပါတယ်။ဒါအပြင်မှာဒိုပါမင်းဟော်မုန်းအောက်ဆီတိုဆင်နဲ့ အန်ဒော်ဖင်လုံးခေါ်တဲ့ဟော်မုန်းတွေထွက်စေပါတယ်။ဒီဟော်မုန်းတွေထွက်တာကလူတယောက်ရဲ့စိတ်ကိုအေးချမ်းစေပါတယ်။ဒါအပြင်မှာအန်ဆိုင်တီဆိုရင်ပုံမှန်မှုများနေတဲ့လူတွေအတွက်လည်းပဲမုန်းစက်ကိုဒူးတာကဆိုရင်ပုံမှန်မှုတွေကိုရော့ပါစေပါတယ်။တချို့လူတွေစိတ်တက်ကြနေရဆိုလို့ရှင်မုန်းစက်ကိုဒူးလိုက်ပါစိတ်ဓာတ်ကြောက်ကိုကုသဖို့အတွက်အထောက်အကူပြုမှာဖြစ်ပါတယ်။ဒါအပြင်မှာပုံမှန်မှုစကူတူးခြင်းအဖြစ် အတွဲတွေကြားထဲမှာချစ်ခင်မှုကိုပိုစေပါတယ်။ဒါပြင်မှအတွဲတွေကြားထဲမှာစိတ်ကျဉ်းနှံမှုရရှိပြီးတော့အတွဲတွေရဲ့အနာဂတ်တွင်ခိုင်မာစွာတည်ဆောက်နိုင်ဖို့အထောက်အကူပြုမှာဖြစ်ပါတယ်။ဝဇဂုတူးတဲ့အခါမှာရေးကြည့်တဲ့ချက်ကတော့အနေရကင်းတဲ့ဝဇဂုတူးတာဖြစ်ဖို့တော့လိုအပ်ပါတယ်။အတက်နိုင်ဆုံးကွန်ဒမ်သုံးပါကွန်ဒမ်မသုံးချင်ဘူးဆိုလို့ရှိရင်အမျိုးသားအမျိုးသမီးရော လေကတစ်စက်ကူးဆက်တက်တဲ့ယောဂတွေဖြစ်တဲ့ HIV ကလာပါယောဂကနုယောဂတခြားသောလေကတစ်စက်ကူးဆက်တက်တဲ့ယောဂတွေရှိမှရှိကိုအရင်ဆုံးစစ်ဆေးသင့်ပါတယ်စစ်ဆေးပြီးမှလားမရှိမှလားဒါကိုတော့မတုံးမနဲ့ဆက်ဆံသင့်ပါတယ်ဘာမှသိချာမသိဘူးဆိုရင်တော့အတူနေတိုင်းမှာကွန်ဒွန်ကိုအသုံးပြုစင်ပါတယ်ဒါမှသာဘေးကင်းတဲ့မူဆက်ကူတူဖြစ်မှာဖြစ်ပါတယ်ဗီဒီယိုလေးကအကျိုးရှိမယ်လို့ထင်ပါတယ် ဆုံးနေကြည့်ပြီးအတွက်လည်းအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်။သိကျင်တာရှင်ကိုမမမေးလို့ရပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။